ရှမ်းပြည်နယ်အရှေ့ပိုင်းတိုင်းတုံမြို့နိုင်32ကျိမ်းမြောင်ခေမာရထဗျာဒိတ်ပင်ရတ္တုံမူဘုရားကြီးအတ္တမစင်မဟာပဌံရုပ်ဖွဲ့ပူဇော်ပွဲပဌံသိမ်းအောင်ပွဲအခမ်းအနားကိုဇွန်လ29ရက်ကအာယုံခံတဆောင်တွင်ကျင်းပရာပြည်နယ်ဆိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲရှမ်းရှိအဖွဲ့ဝင်၃ဦးလူကအဖွဲ့ဝင်လေးလူမှုရေးကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝေစီဌာနရှမ်းပြည်နယ်အစီအပိုင်းဒုတိယပြည်နယ်ဦးစီးမှုဦးအောင်မြတ်တာပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆရာ ားများနဲ့ဖိတ်ကြားထားသူများတက်ရောက်ကြပါတယ်။ဥစွာအခမ်းအနားကိုနမောတတသုံးကြိမ်ဖျားကတော်၍ဖွင့်လေခါပြည်내ဆိုရအုပ်ချုပ်ရေးအဖွဲ့ခွင်ရှမ်းရှိအဖွဲ့ဝင်များနှင့်တက်ရောက်လာကြသူများကကျိုင်းတုံမျိုးတန်တရာအေးကျောင်းတိုက်စီရတော်ထံမှငါးပါးသီလခံယူဆောက်တည်ကြပါသည် ထို့နောက်ဆရာတော်တန်ဃာတော်များထံမှမြစ်တာတုံပိယိတ်တရားတော်များနာယူကလူဝဲပစ္စည်းများစက်ကဲလူတန်းခဲ့ပါတယ်။ယင်းနောက်ကျိုင်းတုံမျိုးတဒနာဝေပုံလပရိယတိစာသင်၌ဆရာတော်ကအနုမောဒနာတရားဟောကြားကြီးမြင့်ပြီးလူတန်းမှုအစိုးစုတို့အတွက်ရေးဆက်သွင်းချအမြပေးဝေခဲ့ပါတယ်။အဆိုပါအတ္တမစေမဟာပဌံရွတ်ဖက်ပူဇော်ခြင်းကိုဇွန်လ25ရက်မှ29ရက်အထိ9ရက်တိုင်းတိုင်းကျင်းပခဲ့ကြောင်းသိရှိရပါတယ်ရှင်။